င်မောင်ညိုဘောခပိဒါရဲ့မန်နေဂျာ၃ယောက်လူမှုစီးပွားအသွေးအမြင်စာအုပ်မှ ကောက်နှုတ်ဖော်ပြပေးမှာဖြစ်ပါတယ်ဝတ္ထုတို့နာမည်ကနိုးကြည့်နဲ့ကို့နှုတ်ဖျားက ကို့နားဆိုတဲ့ဝတ္ထုလေးပဲ ဖြစ်ပါတယ်နိုးကြည့်ကိုကလာဟူမာတွင် နေထိုင်သောအိန္ဒိယန်အနယ်ဝင်အဖိုးတို့သည် နှစ်ပေါင်းများစွာဆင်းရဲနှံပါနေခဲ့သည်သို့သောတရ၌သူပိုင်းဤမြေခွက်တွင်ရင်းနှံရှာဖွေတွေ့ရှိသောအခါဆင်းရဲသောဘဝမှအထည်အဖြစ်တို့ နေခြင်းညာခြင်းကုပြောင်းသွားသည်သူချမ်းသာသွားသောအခါတသက်လုံးစိတ်ကူးရင်ခဲ့သောကိစ္စတစ်ခုကိုချက်ချင်းထပြီး အကောင့်ထဲပေါ်သည်ကယ်ဒီလက်အမျိုးအစားခကြီးရှည်သောကားကြီးတစ်စီးကို ချက်ချင်းဝယ်သည် ထိုခေတ်ကခကြီးရှည်သော ဖာကြီးများသည်နောက်ပိုင်းတွင်ဘိနထတ်တတ်သည်တို့တော့အဖိုးကအရှိဆုံးကားကိုလိုချင်သဖြင့်ဘီလေးဘီထတ်တတ်သည်အုတ်ထုပ်ပြားကြီးသလုံးဝယ်သည်ထိုအုတ်ထုပ်ကို စိတ်ရှိတိုင်းဖဲပြားသည်ထတ်တတ်သည်လေစည်းတစ်ခုဝယ်စည်းသည်ဆေးပြင်းလက်ကြီးတစ်လက်ဝယ်ပါသည်ထိုစတိုင်အတိုင်းကားကြီးပေါ်တက်ပြီး ။အိုကလာဟိုမာမြို့ကလေးတို့နေတိုင်းသွားသည်။သူကလူတိုင်းကို တွေ့ခြင်းသည်။သူကိုလည်းလူတိုင်းမြင်စေခြင်းသည်။အဖို့သည်အစကတည်းကအတိမိတ်ရွေပေါ်များသူပေါ်များသူဖြစ်သည်ဖြင့်လမ်းမှာတွေ့သည်မြလူတိုင်းကိုဘယ်ဖက်လက်နှုတ်ဆက်လိုက်။ရာဘက်လက်နှုတ်ဆက်လိုက်လို့သည်။တကယ်တမ်းတလန်းလုံးတစ်ချိန်လုံးလက်ပတ်ပြီးစကားပြောသည် သို့တော်သူဆန်းဒီမှာသူကသူကားကမိသူကိုမြတ်မတိုင်မီနေဘူးနေဘူးပြင်းကျင်းလူစီကျင်းဖုံးထူထူလမ်းကျင်းကလေးမှာပင်မိသူကိုမြတ်မတိုင်မီမိရိပစ္စည်းကိုမှလည်းမတိုင်မီဘာကိုမြတ်ဝင်မတိုင်မီဒါလည်းမဆန်းပါအကောင်စားအပြန်စားကားကြီးကို ရှေ့ကမြင်းနှကောင်တက်ကဆွဲခိုင်းထားခြင်းဖြစ်သည် ကားပြည့်ရေမဟုတ်ပြီအဖိုးကကာမမောင်းတရုပ်စွာအဆုံးဆက်ပင်မနုတတော့ကိုဘလို့ထက်ရမည်ဘလို့ဆက်နိုးရမည်ကိုပင်မသိကားထဲမှာကမြင်းကောင်းကြီးရာချီရိအားရရှိနေသည်သို့သောအိန္ဒိယန်အဖိုးအိုကအပြင်မှာရှိသည့်မြင်းနှကောင်ကိုသာတုံသည်ကားထက်ကအကောင်းပကတိ ရာပေါင်းများစွာသောမြင်းတွေကိုမတုံးထိုအကြောင်းကိုပြောမိကြလျင်အိန္ဒိယအဖိုးအိုကိုရဲရဲတပ်ဟာတတ်ကြတော့လေအနည်းဆုံးကရဲစရာဟားစရာလူတယောက်ကိုကျွန်တော်တို့မိနေကြသည်ထိုတူမှာသာတူဟုတ်ပါယူလားမှန်ပါသည်ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်ပါသည်ကျွန်တော်တို့ကိုယ်ထဲမှာမြင်းကောင်ကြီးခြီးပြီး ခွန်အားတွေရှိနေပါလေနဲ့အပြင်ကမြင်းနှကောင်ကိုကျွန်တော်တို့အားကိုးခြင်းကြသည်ကျွန်တော်တို့ကိုကျွန်တော်တို့အားမကိုးခြင်းကိုကိုကိုမခိုင်းခြင်းတက်တာသလိုအစဉ်ပြေသလိုသာအေးအေးဆေးဆေးပော့ပော့ဆတ်ဆတ်နေခြင်းနေလိုက်ခြင်းကြသည်အပြင်လူဒီပြင်ပအားတွေကိုအားကိုးခြင်းကြသည်စိတ်ပညာရှင်များကကျွန်တော်တို့ပိုင်ဆိုင်သောအစွမ်းအစများအရေးချင်းများဤနှင့်ရာဂိုင်းတို့မှာ ားရခိုင်နှုန်းအတွင်းတောက်ကိုသာအသုံးချတတ်သည်သူတွေဟုဆိုပါသည်ကျန်သည့်65ရခိုင်နှုန်းလောက်ကဘယ်ရောက်ကုန်ပါလိမ့်နေရင်ထိုင်ရင်အလဟတဖြစ်ကုန်သည်အသုံးမချတတ်ဖြင့်အလဟတဖြစ်သွားရသည်အများဖြင့်ပဝန်းကျင်ထိမ့်သိမ်းရင်ဘာဝတန်ဇာတ္တဒီမလွင်လွင့်စည်တို့ကိုကျွန်တော်တို့တို့အများအပြား အပြောများကြသည်သို့သောတန်ဇတတိပြုံးတိတာထက်အစွမ်းအစတိအလဟတဖြစ်ရတာကပိုပြီးများပြားသည် အကောင်းဆုံးတိတချင်းတွေကဗျာဒီမဖွဲ့နှွဲ့ရသည်ပဲဂူထဲရောက်သွားတတ်သည်တမန်တွေးကြည့်လျင်ကိုချံထဲမှာရင်နံတွင်ရှိနေတာဒါမှမဟုတ်ရွှေရင်းကြီးတွင်ရှိနေတာမတိလိုက်ပဲသေသွားလျင်ဝမ်းနေเสียကောင်းလီဟုထင်သည်သို့သော ကိုယ်ခန္ဓာကိုယ်တည်းကအစွမ်းစသည်တန်ဇာတတည်းမတုံးလိုက်ရတာကပူပြီးဝမ်းနေเสียကောင်းသည်ကိုကိုကိုဆန်နှုတ်ကြည့်လိုက်စမ်းပါ မိတ်ဆွေ အပြင်ကမြင်းနှကောင်ကိုမဆွဲခိုင်းပါနဲ့တော့ကျိုးဖြီးပြီးလွတ်ပေးလိုက်ပါကိုယ်ထဲမှာမြင်းတွေရချီပြီးရှိနေပြီပဲနှုတ်ကြည့်ဆိုတဲ့ဒီဝတ္ထုတိုလေးကိုချုပ်လိုက်ရင်ကျွန်တော်တို့တွေဟာ ကိုပင်ကိုအတွင်းတဏ္ဍမှာစွမ်းအားတွေအပြည့်ရှိနေပါတယ်သူများတွေကိုအားကိုးတာတွေတိတ်မလုပ်ပါနဲ့အတွင်းထက်ကအာရင်တွေကိုထုတ်တုံးနိုင်စမ်းပါလူတိုင်းမှာစိတ်တစွမ်းအားမိုင်းပါဝါတွေရှိနေတယ်နော်ထုတ်တုံးနိုင်ကြပါကိုနှုတ်ဖျားကကိုနာများသောအဖြစ်ကျွန်တော်တို့တွေဟာ သူများပြောတဲ့စကားတွေကိုနားထောင်တတ်ကြတယ်။ဒါတောင်မှသူဘာပြောတယ်လဲဆိုတာနည်းနည်းပဲနားထောင်ပြီးကိုဘာပြန်ပြောရမလဲဆိုတာစဉ်းစားနေတတ်ကြတာများတယ်။ဒီတစ်ခါမှာတော့ကျွန်တော်တို့စကားကိုကျွန်တော်တို့ပြန်နားထောင်ပြန်နားထောင်ကြည့်ကြရအောင်။ကျွန်တော်ကလည်းဒီလိုပါပဲဒီလိုပဲကျွန်တော်ကဒီလိုပဲလောက်တတ်တယ်။ဒီစကားနဲ့အတိတ်ပဲကကျွန်တော်ကိုတက်ရောက် ယောက်ကဓမ္မမဟုတ်သုံးတရားကဒီအတိုင်းဖြစ်အောင်ပုံတွင်းလွတ်လိုက်တယ်ဒီလိုနေဒီလိုပြောဒီလိုလှုပ်လို့ခိုင်းလိုက်တယ်ဆိုတဲ့အတိတ်ပဲထွက်ထွက်နေပါတယ်ပြီးတော့ကျွန်တော်ဖြစ်သည်။တွေကျွန်တော်လှုပ်သည်။တွေအတွက်လဲကျွန်တော်မှာတာဝန်မရှိပါဘူးကျွန်တော်ကိုဖန်ဆင်းပေးလိုက်တဲ့ပုံတွင်းပေးလိုက်တဲ့သူတွေအရာဝတ္ထုတွေမှာပဲတာဝန်ရှိတယ်လို့ ဆိုလိုရာရောက်ပါတယ်သူကျွန်တော်ကိုစိတ်ဆိုးအောင် လာလုံနေပြန်ပြီးကျွန်တော်စိတ်ဆိုးရတာသူ့ကြောက်ပေါ့ကျွန်တော်စိတ်ဆိုးတဲ့အတွက်ကျွန်တော်မှာတာဝန်မရှိဘူးသူ့မှာပဲတာဝန်ရှိတယ်ကျွန်တော်စိတ်ကိုသူကလွန်မှုထားတယ်ကျွန်တော်မလုံနိုင်ဘူးအချိန်မရှိဘူးဗျတခုခုက ကျွန်တော်ကိုလှုပ်ခွင့်မပေးဘူးအချိန်ကလှုပ်ခွင့်မပေးဘူးတကယ်လို့ကျွန်တော် င်တော့မိမသာဒီထက်ပိုစိတ်ရှိမယ်ဆိုရင်ဒီလိုပဲဖြစ်မလဲဒါကလည်းဘေးလူတယောက်ရဲ့အပြုအမူဟာကျွန်တော်တို့ရဲ့စွမ်းရည်တွေအစွမ်းစတွေကိုကန့်တတ်ထားတယ်ဆိုတဲ့အတိတ်ပဲပဲကျွန်တော်ကျွန်တော်လုပ်ကိုလုပ်ရတော့မယ်တနာစရာလေးပါလားပတ်ဝန်းကျင်အခြေအနေတွေကဖြစ်ဖြစ် အခြားလူတွေက ဖြစ်ဖြစ်ခုလိုလုပ်ဖို့ကျွန်တော်ကိုဝိုင်းပြီးဖိအားပေးနေကြတယ် ျွန်တော်လှုပ်ချင်လို့မဟုတ်ဘူးကျွန်တော်လှုပ်ချင်တာကိုရေးပိုင်ခွင့်မရှိဘူးဒီစကားတွေအားလုံးဟာဘောလီဘောပုတ်တဲ့စကားလုံးတွေတာဝန်ရှောင်လွဲတဲ့စကားလုံးတွေကိုလှုပ်ရကိုကိစ္စအတွက်တာဝန်မယူတဲ့ဝေါ်ဟာရတွေမဟုတ်ပါလားကျွန်တော်တို့ဘာတွေလုပ်နိုင်တယ်ဘာတွေရွေးချယ်နိုင်တယ်ဆိုတာကြည့်ကြရအောင်တခြားနိလန်တစ်ခုကိုကျွန်တော်ရွေးချယ်တင်ရွေးချယ် ကျင့်သုံးနိုင်ပါတယ်။ကျွန်တော်ခံစားချက်တွေကိုကျွန်တော်ထိန်းချုပ်နိုင်ပါတယ်။သူတို့ကခွင့်မပြုလို့မဟုတ်ဘူး။ကျွန်တော်တင်ပြပုံကအားနည်းလို့ပါ။ကျွန်တော်တဘောကျကျွန်တော်ရွေးချယ်တုတ်ပြန်နိုင်ပါတယ်။ကျွန်တော်လုတ်ဖို့မလုတ်ဖို့ရွေးချယ်လိုက်ပါတယ်။ကျွန်တော်ကိုပို့ပြီးတဘောကျပါတယ်။ကျွန်တော်လုတ်ကိုလုတ်မယ်။ဒီစကားတွေကြတော့သစောကစကားတွေနဲ့ဘူပါဘူးကိုဝေါ်ဟာရတွေ ကိုယ်စကလုံးတွေကပဲကိုယ်ထွက်ပေါက်တွေပေးထားတယ်။လုတ်ပိုင်ခွင့်ပေးထားတယ်။ကိုယ်တားလင်းကိုယ့်ရဲ့အရှင်သခင်ဖြစ်တယ်။ကိုယ်လုံရက်ကို ကိုယ်ကပဲရွေးချယ်တယ်။ကိုယ်လုံရက်တွေအတွက်ကိုယ်မှာပဲတာဝန်ရှိတယ်။တာဝန်လည်းယူတယ်။အပြင်ကလူတွေအပြင်ကအရာဝတ္ထုတွေဟာကိုယ်ကိုလာပြီးလွှမ်းမိုးလို့မရဘူး။သူတို့ရဲ့လွှမ်းမိုးမှုအောက်မှာ ကိုမရောက်မ ကိုရောက်မနေဘူး။ လူတွေဟာကိုယ့်ရဲ့လုံရက်ကိုကိုယ့်ဘာသာဆင်ရင်ပေးတတ်အထားပြပေါ်ပြပါတယ်ပြီးတော့ကိုပြောတာကိုပဲကိုနာကယုံနေတတ်ကြပါတယ်ဒီလိုနဲ့နှုတ်ကလှစားလိုက်နားကလှစားလိုက်နဲ့ကန်ဆိုးကန်ဆိုးကြမှာဆိုးတွေနဲ့သားကောင်ဂျိုစီဂျိုနင်းတွေနဲ့ တစားခံပြီးဖြစ်နေတတ်ကြပါတယ်ဟုတ်ကဲ့ခုနှုတ်ပြားမှာခုနာတက်ပြီးအတိအချာနားထောင်ကြည့်လိုက်ပြောကြည့်လိုက်ပါဒီကုနှုတ်ဖျားကကုနာဝတ္ထုလေးကတော့ကုကိုကူအားကိုပါပုံစံွက်ကြီးနဲ့မနေကြပါနဲ့စဉ်းစားကြပါတိထွင်းဆုံးဖြတ်ကြပါ ကိုကိုကိုယုံကြည်မှုရှိပါတာဝန်ယူလိုစိတ်စွန်စားလိုစိတ်တွေမွေးရမှာပဲဖြစ်ပါတယ်ဘုဒ္ဓတရမယ်ဝိထုတူလေးတွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအပိကြပါအောင်နော်ကျေးဇူးပါ